ရှင်ဖယားတပည့်တော်မေးတာဒါနဲ့ဆိုသုံးခါရှိပါပြီတပည့်တော်အိမ်မက်တစ်ခုမက်ရင် နောက်တလားလောက်ကြာရင်အဲ့ဒီအိမ်မက်ထဲကလူပွက်တိဖြစ်နေတတ်တယ်သုံးခါလေးခါလောက်မဖူးတယ်အရှင်ဖယားအပန်းမကြီးရင်ဖြေချပေးတော်မူပါတဲ့အိမ်မက်မချင်းအကြောင်းက6မျိုးရှိပါတယ်နော်အဲ့ဒီအိမ်မက်မချင်းအကြောင်း6မျိုးကဘာတွေလဲဆိုရင်1ဝါတိက လေတက်ပြက်၍မချင်း နှစ်ပိတ်တိကသဲကြည်ပြက်၍မှတ်ခြင်း၃တေမိကသလိပ်ပြက်၍မှတ်ခြင်း၄ເດວະတုပတန်ဟာရတနတ်တို့လှက်ပက်၍မှတ်ခြင်း၅တမှုဒါစေနတ၄ချက်သုံးဆောင်မှု၍မှတ်ခြင်း၆ပုဗ္ဗနိမိတပုဗ္ဗနမိဖြစ်လက်တန်ကိုမြင်မှတ်ခြင်းတို့ဖြစ်ပါれဖော်ပြပါအိမ်မက်6မျိုးထဲမှာပုဗ္ဗနမိဖြစ်လက်တန်ကိုမြင်မှတ်ခြင်းဆိုတဲ့အချက်ဟာနောက်ဆုံးအချက်မှာပါပါတယ် ဲ့ဒါဘာပြောတာလဲဆိုရင်တခုခုဖြစ်တော့မီဆိုပါကရှေပြေးနမိတ်အနေနဲ့အိမ်မက်ဂျိုမတ်တာကိုပြောတာပါနော်အဲ့ဒီလိုအိမ်မက်မျိုးကတော့လူတော်တော်များများမဖူးပါတယ်ဦးစင်းလည်းမဖူးပါတယ်မန့်ပိုင်ရှင်မတ်တဲ့အိမ်မက်ကလည်းပဲအဲ့ဒီလိုပိုးဘနမိတ်အနေနဲ့မတ်တဲ့အိမ်မက်သာဖြစ်ပါတယ်ဘာမှမထူးဆန်းပါဘူးနော်မတိလို့မေးတာပါဖခင်ဖခင်ကအမဲသားနွားသားပေါ့စားပါသလားမစားဘူးလား ယဟန်ကိုရောသွမ်းလောင်းလို့ရလားအမဲသားကိုယဟန်မစားရလို့တားမြစ်ထားတာလားဖရာတဲ့မြတ်စွာဘုရားအမဲသားနွားသားဖုံးပေးတယ်မဖုံးပေးဘူးဆိုတာကိုဖရာဟောကြံကံမှာမတွေ့ရပါဘူးနော်သို့တော်လည်းပဲတခါတုန်းကဥပ္ပလဝံထေရီမဟာတောထဲမှာကမ္မထံအာထုတ်နေစဉ်နွားခိုးလာတဲ့နွားတခိုးကဥပ္ပလဝံထေရီမကိုကြည်ညိုလို့ဆိုပြီးနွားသားနဲ့စွမ်းပွဲကို ဥပ္ပလဝံထေရီမရဲ့ရှေ့မှာတည်သွားပါတယ်။ဥပ္ပလဝံထေရီမကမ္မထံဖြုတ်လို့ကြီးလိုက်တဲ့အချိန်မှာ သူ့ရဲ့ရှေ့မှာအမေသားနဲ့သွန်ပွဲရောက်နေတာကိုတွေ့ရပါတယ်။အဲဒီခါမှာဥပ္ပလဝံထေရီမကဥဥဖျားဖျားမစားလို့တဲ့အတွက်ဖျားကိုဥဥဖျားဖျားကတ်မယ်ဆိုပြီးဖျားသတင်း300ကြောင်းတိုက်ကိုလာတဲ့အခါမှာမြတ်စွာဘုရားကတခြားသောတရားတယောက်ကပင့်သွားတဲ့အတွက်ဖျားနဲ့မတွေ့လိုက်ပါဘူးเนาะအဲ့ဒီအချက်ကိုကြည့်မယ်ဆိုရင် မြတ်စွာဘုရားအမေသာနွားသားဖုံးပေးတယ်လို့ပြောလို့ရပါတယ်မြတ်စွာဘုရားအမေသာနွားသားဖုံးပေးတယ်လို့ပြောလိုက်တဲ့အတွက်ယဟန်တွေကိုလည်းဆွမ်းလောင်းလို့ရတယ်ဆိုတဲ့သဘောတက်ရောက်သွားပါတယ်အမေသာနွားသားစားခြင်းနဲ့ပတ်သက်ပြီးတော့ယဟန်တွေကိုတိကျဝီနည်းသိက္ခာပုတ်ကြာထန်တမ်းမြစ်ထားတာမရှိပါဘူးเนาะသို့တော်လည်းပဲတုတ်တနိပတ်ပါဠိတော်မှာတော့အမေသာမစားဘဲရှောင်ကျင်ပြီးနေနိုင်မယ်ဆိုရင် ရရှိလာနိုင်တဲ့ကောင်းကျိုးလေးတွေကိုတော့ဖះဟောကြားထားတာရှိပါတယ်။အဲ့ဒီအချက်ကိုကြည့်ပြီးတော့တချို့သောယဟန်တွေကအမေသားမစားဘဲနေတာလည်းရှိပါတယ်နော်။သောတာပန်ဖြစ်အောင်ဘယ်လိုတရားကိုကျင့်ကြံရတာလဲဖះကျင့်ကြံလို့ပါဖះတဲ့။ဘယ်တရားကိုကျင့်ရင်သောတာပန်ဖြစ်မယ်ဆိုတာကိုတော့ဖះပဲသိပါတယ်နော်။ကျန်တဲ့ပုံကိုယ်တွေမသိနိုင်ပါဘူး။သို့တော်လည်းပဲ ောတာပန်ဖြစ်ကြောင်းအင်္ဂါ၄ချက်ကိုတော့ဖရာဟောကျမ်းဂန်မှာဖော်ပြထားတာရှိပါတယ်။အဲ့ဒီအင်္ဂါ၄ချက်ကဘာတွေလဲဆိုရင်၁တပုရိသတန်တေဝဖရာယဟန္တာအစရှိတဲ့အရိယာသူတော်ကောင်းတို့ကိုမိဝဲစည်းကပ်ခြင်း၂တတ္တမတဝနံသူတော်ကောင်းတရားကိုနာကြားခြင်း၃ျောနီတော်မနာတိကာရောတင့်လျော်သောအဖြစ်နှလုံးသွင်းစင်ကြင်ခြင်းဟုဆိုအပ်သော ယောနိတော်မနတိကာရရှိခြင်းလေဓမ္မနုဓမ္မပတိပတိလောကုတ္တရာတရားအားလျော်စွာကျင့်ကြံခြင်းတို့ဖြစ်ပါれဒါဟာသောတာပန်တိကြောင့်အင်္ဂါ၄ချက်ပဲဖြစ်ပါれဤအင်္ဂါ၄ချက်နဲ့အညီကျင့်မယ်ဆိုရင် သောတာပန်တည်နိုင်ပါれတကယ်၍ဤပစ္စုပန်မှာသောတာပန်မတည်ဘူးဆိုရင်တောင်မှနောင်ဘဝမှာသောတာပန်တည်နိုင်ပါれဒါကြောင့်သောတာပန်တည်ခြင်းတည်းဆိုရင် ဘယ်တရားပဲဖြစ်ဖြစ်နာယူမှတ်သားရမှာဖြစ်ပြီးယခုဖော်ပြတဲ့အင်္ဂါ၄ချက်နဲ့အညီပြင်ပြန်ကြိုးကိုအားထုတ်ရမှာဖြစ်ပါတယ်။အရှင်ဖရာဇတ်တော်တခုမှာသာသမီကောင်းကိုစော်ကားလို့မိဘကမြင်မျိုးခံရတာ ဟုတ်ပါသလားဖရာမသိလို့ပါအရှင်ဖရာတဲ့မိဘလောက်သီလတမာတိပညာမရှိတဲ့ဘဝသာတသာသမီ မိဘနဲ့တိလသမာဓိပညာဓာတုညီညာရှိတဲ့အနုဇာတသာသမီမိဘထက်တိလသမာဓိပညာတာလွန်သောအတိဇာတသာသမီရဲ့ဆိုပြီးသာသမီ၃မျိုးရှိပါတယ်အဆိုပါသာသမီ၃မျိုးထဲကမိဘထက်တိလသမာဓိပညာတာလွန်သောအတိဇာတသာသမီကိုမိဘတွင်စော်ကားမိမယ်ဆိုရင်အဲ့ဒီစော်ကားတဲ့မိဘမှာ အပြစ်တင်နိုင်ပါတယ် 950နိပတ်တော်ကေစကနိပတ်မဏိကုံတလဝတ်သုလဓမ္မပါဠိသတ်တော်မှာမဟာပတာပမင်းဆိုတာရှိပါတယ်အဆိုပါမဟာပတာပမင်းဟာမိဖုရားဖြစ်သူကိုမကျင်တတ်တာနဲ့ပဲသူ့ရဲ့သားတော်လေးဖြစ်တဲ့ဓမ္မပါဠိသတို့သားလေးကိုခြေတွေလက်တွေခေါင်းတွေဖြတ်ပြီးတော့တတ်ဖြတ်ခဲ့ပါတယ်အဲ့ဒီအကုသိုလ်ကံကြောင့်မဟာပတာပမင်းဟာညီမျိုးခံရပြီးအဝေစီငရဲတို့ကြာရောက်သွားရပါတယ် ဒါကြောင့်သာသမီကောင်းကိုဇော်ကားရင်ရင်မျိုးခံရတယ်ဆိုတာဖရာဟောဇတ်တော်မှာရှိပါတယ်။အရှင်ဖရာနတ်တွေကို ပူဇော်ကောင်းလားဖရာအပန်းမကြီးရင် ဖြေပေးတော်မူပါဖရာတဲ့။သူပြောတဲ့နတ်တွေဆိုတာက38မင်းနတ်တွေကို ပြောတာဖြစ်ပါလိမ့်မယ်နော်။လုံးဝမပူဇော်ကောင်းပါဘူး။ရာဇအပရိဟာနိယဓမ္မ8ပါးထဲမှာဗလိနတ်စာတင်ခြင်းဆိုတာကို မြတ်စွာဘုရားဟောကြားထားပါတယ်။အဲ့ဒီအချက်ကိုကြည့်ပြီးတော့တချို့ကတွေ့တယ်မလားမြတ်စွာဘုရားတောင်မှ衲တွေကိုပူဇော်ခိုင်းတယ်ဆိုပြီးပြောဆိုနေကြပါတယ်။မြတ်စွာဘုရားကဗလိနတ်စာတင်ခိုင်းတယ်ဆိုတာဟာဒါနပြုခိုင်းတာဖြစ်ပါတယ်။ဒါနပြုတာနဲ့ပူဇော်တာ လုံးဝမတူပါဘူး။ပူဇော်တယ်ဆိုတာကဘုရားတရားတန်ခါမိဘဆရာနဲ့တီလာရှိတဲ့သူတွေရဲ့အပေါ်တယောတသိလှူဒန်းခြင်းကိုပြောတာဖြစ်ပါတယ်။ ဒါနပြုတယ်ဆိုတာကတော့တာမင်ညပေးကမ်းစွန့်ကြဲခြင်းကိုပြောတာဖြစ်ပါတယ်။38မင်းနတ်တွေကိုတာမင်ညပေးကမ်းစွန့်ကြဲ၍ဒါနပြုခြင်းကတော့လောကောင်းပါတယ်။အဲ့ဒီလိုမှမဟုတ်ပဲတယုတ်တသိပူဇော်မယ်ဆိုရင်တော့တရဏဂုံပြက်ခြင်းတရဏဂုံညှွန်းလွှမ်းခြင်းတွေဖြစ်နိုင်တာကြောင့်မပူဇော်ကောင်းဘူးလို့ပြောခြင်းပါတယ်။အရှင်ဖေရတပည့်တော်မကထိုင်းကမှုမြန်မာပြည်အချိန်နဲ့나ယီဝက်ကွာပါတယ်ဖေရ။ မြန်မာပြည်အာယုံတက်ချိန်ပဲကဲ့ရတာဟုတ်လားဖေဟာတဲ့အာယုံဆိုတာကအရုဏဆိုတဲ့တရားကလာတာဖြစ်ပါတယ်အရုဏဆိုတာက ရှေးဥစွာတက်လာသော နေဤအလင်းရောင်လို့အဓိပ္ပာယ်ရပါတယ်တိုင်းတစ်ပါးရောက်နေတဲ့သူတွေအတော့လအလိုက်အာယုံတက်တာကိုမှတ်သားရတာခက်နေမယ်ဆိုရင် မနှက်မိုးလင်းတာနဲ့ကြည့်လိုက်ပါ ကြည့်လိုက်လို့အရှိဘက်ကနေရောင်တန်းလာပြီဆိုရင်အာယုံတက်ပြီမို့ အာယုံဆုံးကတ်လို့ရပြီဟုမှတ်သားထားရမှာဖြစ်ပါတယ်။ဖုံဖုံဓမ္မအမေးအဖြေတွေအမြဲနားထောင်ပြီးဘ ഹു တုတများစွာရပါတယ်။မေခွန်းမေးလျှောက်ပါရစေဖေယား။မာနရဲ့တတ်တန်းဟာဘလောက်ရှိပါလဲဖေယားတဲ့။မာနမင်းဟာနတ်ပြည်၆ထက်တည်းကအမြင့်ဆုံးနတ်ပြည်ဖြစ်တဲ့ပရဏိမိတဝတ္တဝတီနတ်ပြည်မှာနေပါတယ်။ ပရဏိမိတဝတ္တဝတိနတ်ပြည်မှာရှိတဲ့နတ်တွေရဲ့နတ်သက်တန်းဟာအနှစ်ရှစ်ထောင်ဖြစ်ပါတယ်အဆိုပါနတ်သက်တန်းအနှစ်ရှစ်ထောင်ဟာလူပြည်မှာနှစ်ပေါင်း920တဂရီနဲ့6တန်းဖြစ်ပါတယ်ပရဏိမိတဝတ္တဝတိနတ်ပြည်တရဟာလူပြည်မှာနှစ်ပေါင်း1600ဖြစ်ပါတယ်ဒါကြောင့်မန္တမင်းရဲ့သက်တန်းဟာအပြည့်နေရမယ်ဆိုလို့ရှိရင်နတ်သက်တန်းအနှစ်ရှစ်ထောင်ဖြစ်ပြီးလူသက်တန်းအရာပြောရမယ်ဆိုရင် နှစ်ပေါင်း920ဒဂရီနဲ့6တန်းဟာမာနမင်းရဲ့တတန်းဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ပထမမန်လေးမှုဖြည့်ပေးပါဖေရ။မိန်းကလေးကယောက်ျားလေးအင်္ကာပြောင်းလိုက်ရင်ဦးစင်ဝတ်လို့ရလားဖေရ။ရှင်းပြပါဖေရတဲ့။မရပါဘူးနော်။ရဟန်းလောင်းတွေကိုမေးစီစစ်တဲ့အန်ဒရယ်73ချက်ထဲမှာယောက်ျားစင်စစ်အေကန်ဖြစ်ရလားဆိုတဲ့အချက်ပါပါတယ်။ မေးထားတာကူကယောက်ျားစင်စစ် အေကံဖြစ်ရဲ့လားလို့မေးထားတာပါမိန်းကလေးကယောက်ျားလေးအင်ကာပြောင်းလိုက်တယ်ဆိုတာဟာယောက်ျားစင်စစ်အေကံဖြစ်တာမဟုတ်ပါဘူးအသွင်ပြောင်းထားတာပဲဖြစ်ပါတယ်ဒါကြောင့်ယောက်ျားလေးအင်ကာပြောင်းထားတဲ့သူများယဟန်းခံလို့မရပါဘူးအရှင်ဖယားဖယားရှင်ကမျိုးတလုံးဘူးပဲကြည်တယ်ဆိုတာ အမှန်လားဖယားတဲ့တချို့ကလေ မြတ်စွာဘုရားတော်မှမိခင်ရဲ့နှုတ်တလုံးဘိုးပဲကြည်တယ်ဆိုပြီးပြောနေကြပါတယ်နှုတ်တလုံးဘိုးပဲကြည်တယ်နှုတ်တလုံးဘိုးမကြည်ဘူးဆိုတာကိုဘာနဲ့တိုင်းတာလဲလို့အဲ့ဒီလူတွေကိုဦးစဉ်မေးကြည့်ချင်ပါတယ်နော်မိခင်ရဲ့ဂုံကျေးဇူးကိုတီကျူးဖွဲ့ဆိုတာဟာကောင်းပါတယ်သို့တော်လည်းပဲမိခင်ရဲ့ဂုံကျေးဇူးကိုတီကျူးဖွဲ့ဆိုတဲ့နေရာမှာမြတ်စွာဘုရားဤဂုံကျေးဇူးနဲ့ရှင်ပြီးတီကျူးဖွဲ့ဆိုတာကတော့လုံးဝမကောင်းပါဘူးအကြောင်လဲဆိုရင် မိခင်ဟာသားသမီးတွေအပေါ်မှာကျေးဇူးများတာမှန်ပေမဲ့ကျန်တဲ့တတဝါတွေအပေါ်မှာတော့ကျေးဇူးမများပါဘူး။မြတ်စွာဘုရားကတော့တတဝါအလုံးအပေါ်ကျေးဇူးများပါတယ်။ဒါကြောင့်မိခင်ရဲ့ကျေးဇူးကိုတည်ကျူးဖွဲ့ဆိုတဲ့နေရာမှာမြတ်စွာဘုရားဤဂုံကျေးဇူးနဲ့နှိုင်းရှင်ပြီးတည်ကျူးဖွဲ့ဆိုတာဟာလုံးဝမကောင်းပါဘူးနော်။မိခင်ကျေးဇူးဟာအကြီးဆုံးဖြစ်တယ်လို့ဓမ္မရဲ့ကျေးဇူးဟာလည်းပဲကြီးမြတ်ပါတယ်။မိခင်ရဲ့ကျေးဇူးဟာအမတန်ကြီးမားတဲ့အတွက် ်တမ်းမှန်နီးနဲ့ဆက်ရင်မကြေနိုင်မှန်းသိလို့မြတ်စွာဘုရားကိုတော်တိုင်ကဓမ္မနဲ့ကျေးဇူးဆက်ခဲ့ပါတယ်။ဒါကြောင့်မြတ်စွာဘုရားဟာမိခင်ရဲ့အပေါ်မှာတို့နှလုံးပိုးစလုံးကြည်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ဆိုင်ကယ်အက်ဆီဒန့်ဖြစ်ပြီးတေဆုံးသွားတဲ့သူကိုစွမ်းချိုက်ပို့ပေးခြင်းရင်သူကြားနိုင်သိနိုင်အောင်ဘယ်လိုလုပ်ရပါမလဲဖရားတဲ့။အဲ့ဒါကကိုလုတ်ပေးလို့မရဘူးเนาะ။ သူ့ရဲ့ကံတရားအတိုင်းလားရကတိနဲ့ပဲဆိုင်ပါတယ်။ကိုကတော့ကြံရစ်သူရဲ့ဝတ္တရားအရာတေသူကိုရည်စူးပြီးကုသိုလ်ကောင်းမှုလုပ်ပေးုံပဲရပါတယ်။သူ့ရဲ့ကံတရားကတာဓုခေါ်ဆိုနိုင်တဲ့ပရဒတ်တုပဇီဝိကပြိတ္တာဘုံဘဝကိုပို့ပေးခဲ့မယ်ဆိုရင်တော့ကိုပြုတ်ပေးလိုက်တဲ့ကုသိုလ်ကောင်းမှု၏အကျိုးကို သူရရှိနိုင်ပါတယ်။အရှင်ဖေရဖုန်ကြီးတွေကိုဝေပန်းရင်ငရဲကြီးလာတဲ့ ဘယ်လိုစိတ်မျိုးနဲ့ဝေခံမှာလဲဒါမေးစရာရှိတယ်เนาะဖားနေတာကို အမှန်ရောက်ပါစေဆိုတဲ့မေတ္တာစေတနာမျိုးနဲ့ဝေခံမှာလားဒါမှမဟုတ်ပုဂ္ဂိုလ်ရေးရအမြင်မကြည်လို့အပုတ်ချလိုတဲ့စိတ်အပြစ်ပြောလိုတဲ့စိတ်နဲ့ဝေခံမှာလားဝေဘာမိကာယကံရှင်ပုဂ္ဂိုလ်ကိုယ်တိုင်ကသိမှာပါเนาะအပုတ်ချလိုတဲ့စိတ်နဲ့ အပြစ်ပြောပြီးဝေဖန်တာမျိုးကတော့လုံးဝမလုပ်ကောင်းဘူးအပြစ်ရှိတယ်နော်အဲ့ဒီလိုမှမဟုတ်ပဲအမှန်ရောက်ပါစေဆိုတဲ့မေတ္တာစေတနာမျိုးနဲ့ဝေဖန်တာမျိုးကတော့အပြစ်မရှိတဲ့အပြင်ဥဒ္ဒတော်ရပါသေးတယ်အရှင်သာရိပုတ္တရာမထေရမြတ်ကြီးသင်္ကန်းဝတ္တာမငြိမညာဖြစ်နေလို့ကိုရင်လေးကထောက်ပြပြောဆိုပါတယ်အဲ့ဒီအခါမှာအရှင်သာရိပုတ္တရာမထေရမြတ်ကြီးကသင်္ကန်းကိုပြန်ပြင်ပြီးယုံလိုက်ပါတယ် ဲ့ဒီလိုမျိုးမှားနေတာကိုအမှန်ရောက်ပါစေဆိုတဲ့စေတနာမျိုးနဲ့ဝေဖန်ထောက်ပြတာမျိုးကတော့ဝေဖန်ထောက်ပြကောင်းပါတယ်နော်အရှင်ဖေရသင်္ကန်းလှူရင်နောင်ဘဝအစဉ်လေးဖြစ်တယ်ဆိုရုပ်ချောတာဘောတဲ့မှန်တယ်နော်သင်္ကန်းလှူတဲ့လူတွေဟာနောင်ဘဝမှာရုပ်ချောတဲ့အစဉ်လေးဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုရင်မြတ်စွာဘုရားကအပါဒံပါဠိတော်မှာသင်္ကန်းလှူတဲ့လူတွေဟာ နောင်ဘဝမှာအကျိုးတရားရှင်မျိုးရရှိနိုင်ကြောင်းခေါ်ကြားထားလို့ပဲဖြစ်ပါတယ်။အကျိုးတရားရှင်မျိုးကဘာတွေလဲဆိုရင်၁ခန္ဓာကိုယ်ရွှေအစင်းကဲ့သို့စပခြင်း၂ခန္ဓာကိုယ်အငြိအကျေးကင်းစင်ခြင်း၃ခန္ဓာကိုယ်အယောင်အဝါထွက်ခြင်း၄တကိုးတည်သော အာနုဘောကြည်ခြင်း၅ကိုယ်လက်အင်္ကာပြည့်ပြည့်ချောမောစပခြင်း၆အယောင်အသွေးဆုံးတဲ့အဝတ်တို့ကိုရရှိခြင်း၇ အကောင်းဆုံးပိုးဖဲကြိပါအဝတ်တို့ကိုရရှိခြင်း၈တိုင်းကြီးပြည်ကြီးတို့၌ဖြစ်တဲ့အကောင်းဆုံးအဝတ်အထည်တို့ကိုတုံးဆောင်ရခြင်းဆိုတဲ့အကျိုးတရားရှင်မျိုးပဲဖြစ်ပါတယ်။ပေါ်ပြပါအကျိုးတရားရှင်မျိုးထဲမှာခန္ဓာကိုယ်ရွှေအစင်းကဲ့သို့လှပခြင်းဆိုတဲ့အချက်ပါတာကြောင့်ပင်ကန်းလှူတဲ့လူတွေဟာနောက်ဘဝမှာကျုပ်ချောတဲ့အစဉ်လေးဖြစ်နိုင်ပါတယ်။ဒါကြောင့်နောက်ဘဝမှာကျုပ်ချောတဲ့အစဉ်လေးဖြစ်ခြင်းတဲ့ဆိုရင်ပင်ကန်းလှူပါနော်။ ဖုံဖုံဖရဖရစင်မှာဖရပန်အိုးတစ်လုံးသေးမထားကောင်းဘူးဆိုတာမှန်ပါသလားဖရအများသိအောင် ဖြေပေးတော်မူပါဖရတဲ့မှန်မှန်ပါဘူးเนาะတချို့ကဖရပန်အိုးကိုစုံမထားကောင်းဘူးမဘယ်ထားကောင်းတယ်ဆိုပြီးအယူအဆရှိကြပါတယ်စုံတွေမတွေ ဆိုတာက လူတွေတတ်မှတ်ထားတဲ့ပြည့်ညတ်တွေဖြစ်ပါတယ် ပညာတွေက လူတွေကို ကောင်းကျိုးဆိုးကျိုးဘာမှ မပေးနိုင်ပါဘူးလူတွေကို ကောင်းကျိုးဆိုးကျိုးပေးတာက လူတွေနှိမ့်စဉ်နှိမ့်စဉ်ပြုလုပ်နေတဲ့ကာယကံအမှု ဝစီကံအမှုတို့ကသာကောင်းကျိုးဆိုးကျိုးပေးတာဖြစ်ပါတယ်ဒါကြောင့်ဖျားပန်အိုးတလုံးထဲမထားကောင်းဘူးဆိုတဲ့အယူဆဟာမှားတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်